တချင်းနပါတော်တပေတော်တို့ကိုခေါ်တော်မူပြီးမှညင်ညူးသောနတ်တို့ကိုနှင်ထုတ်ခြင်းက၎င်းအနာယောဂအမျိုးမျိုးတို့ကိုငင်းစေခြင်းက၎င်းအခွင့်ပေးတော်မူ၏တချင်းနပါတော်တပေတော်တို့၏အမိကပထမမှာပေတရုဟူ၏ခေါ်တော်သောရှီမုန်နှင်သူညီအန်ဒရေစီဒီဒေတာယာကုပ်နှင်သူညီယောဟန်ဖိလိပ္ပုနှင့်ဘာတော်လမဲတောမနှင့်အခွန်ကန်မတဲအလဖဲဤတာယာကုပ်နှင့် တတဲဟုအမိတစ်ကိုရတော့လေပဲကာနနိလူရှိမုံနင်ကိုတော်ကိုအံ့နံတော့ယူဒရှကာရုပေဒီသူတကြီးနှစ်ပါးသောသူတို့ကိုယေရှုသည်စီလွတ်တော်မူ၍သင်တို့သည်တပားအမျိုးသားတို့ရှိရသို့မထွားကြနှင့်ရှမာရိညူရွာတဲ့သို့မဝင်ကြနှင့်ဣတရေလအမျိုးပျောက်လွင်းတော်သူများရှိရသို့အရင်တွားကြလော။တွားစဉ်တွင်ကောင်းကင်နိုင်နံတို့တီလူနီးပြီဟုတထင်းကြားပြောကြလော။ နာတော်သူတို့အားချမ်းသာပေးကြလောတေတော်သူတို့ကို ထမြောက်စေကြလောနူတော်သူတို့ကိုတန်ရှင်းစေကြလောနတ်ဆိုးတို့ကိုလည်းနင်းထုတ်ကြလောတင်းတို့သည်အဘိုးမပေးဘဲဂျေဇုတော်ကိုခံရကြပြီးသူ၍အဘိုးမခံဘဲပေးကမ်းကြလောရွှေငွေဂျေးတို့ကိုခါပန်တဲ့၌မတူမီကြနင်းလန်ခီဤဘုတ်လွယ်အိတ်အင်းကြီးငတ်သေး ခြေနင်းတောင်ဝေးကိုမတုံမီကြရင်အကြောင်းမူကားလှုပ်ဆောင်တော်သူသည်ကျွေးမွေးခြင်းကိုခံတိုက်ပေ၏မိသည်မြို့မိသည်ရွာသို့ဝင်လင်းထိုမြို့ရွာ၌အဘဲမိသောသူသည်ထိုက်တန်သည်ဟုမိမြန်လေထိုမျိုးရွာမှာမထွက်မသွားမိတိုက်အောင်ထိုသူဤအိမ်တွင်နေကြလော့အိမ်သို့ဝင်သောအခါမင်္ဂလာရှိပါစေတော်ဟုနှုတ်ဆက်ခြင်းကိုပြုကြလော့ထိုအိမ်သည်ထိုက်တန်လင်း တင်ရုမွတ်တော်မင်္လာရောက်စေတည်းမထိုက်တန်လင်တင်ရုထံသို့ပြန်လာစေတည်းအချင်းသူသည်တင်ရုကိုလက်မခံတင်ရု၏စကားကို နားမထောင်ဘဲနေ၏ထိုသူနေသောအိမ်မှ၎င်းမြို့မှ၎င်းထွက်သွားစဉ်တင်ရု၏ခြေဘဝမှမြေမုံကိုခါလိုက်ကြလော့ငါအမှန်စုဒီကတရားဆုံးဖြတ်တော်နေ၌ထိုမြို့သည်တော်တို့မြို့နှင့် ကောမောရမြို့ထက်တာလွေခံရလဒန်တောခွေစုတဲ့သူတိုးတို့ကိုစီလို့တကယ်သူတင်တို့ကိုငါစီလို့ဤထို့ကြောင့်တင်တို့သည်မွေကဲသူလိမာလျက်ချူးငှန့်ကဲသူအစိတ်ကင်းလျက်ရှိကြလောလူတို့ကိုတတိပြုကြအကြောင်းမူကားတင်တို့ကိုလှူရုံသူ အနှံ့ကြလိမိတရားစရတို့၌ရိုက်ကြလိမိထို့သူတို့မှစကြ တဖာအမျိုးသားတို့အားတတိသစ်စီချင်းကမြို့ဝန်မဲရှင်ဘီယင်ကန်တို့ငါကြောင့်တင်လို့ကိုပို့ဆောင်ကြလိမ့်မည်တင်လို့ကိုအနှံတော်အခါအဘဲသူပြောရမည်ကိုမစူးရင်ကြနှင်းပြောရသောစကားကိုသူခနာချင်းတဲ့တင်လို့ဒီရကြလိမ့်မည်အကြောင်းမူကားတင်လို့အလို့အလျောက်ပြောကြသည်မဟုတ်တင်လို့အဘာဤဝိညာဉ်တော်သည်တင်လို့အခင်ပြောတော်မူ၏သူအခါ ညီအကိုချင်းတယောက်ကိုတယောက်တီစီချင်းမှအကြလိမ့်မည်အဘသည်လည်းတားကိုအက်လိမ့်မည်တားသမီးတို့ဤလည်းမိဘကိုယံဘက်ပြုလျက်တီစီကြလိမ့်မည်လူအပေါင်းတို့လည်းငါဤနာမကြောင့်တင်းတို့ကိုမုံကြလိမ့်မည်အချင်းသူသည်အဆုံးတိုင်အောင်တီကြည့်ဤထိုးသူသည်ကဲတင်ချင်းကိုရောက်လိမ့်မည်တမျိုးနိုင်တင်းတို့ကိုညင်းဆွဲလင်းတမျိုးတို့ပြေးကြလောငါအမှန်ဆိုသည်ကား ဣတရီလမြူရရှိသည်မြကိုတင်းတို့လဲလဲရမကုံမီလူသားသည်ကြွလာလိမ့်မည်တပီးသည်ဆရာထတ်မသားကျွန်းသည်သခင်ထတ်မသားတပီးသည်ဆရာကဲသူ၎င်းကျွန်းသည်သခင်ကဲသူ၎င်းဖြစ်လင်တင်းလောက်ပီအင်းရှင်ကိုဘေလဇဘူးဟုခေါ်ဝေါ်ကြလင်အိန္ဒူအိန္ဒာတို့ကိုတာ၍ခေါ်ဝေါ်ကြလင်မည်ထို့ကြောင့်သူတို့ကိုမကြောက်ကြနှင့်ဖုံးထားလျက်ရှိသည်မြတ်သောအရာတို့သည် ပွင့်လိမ့်မည်စိတ်ွယ်လာရရှိသမျှတော့အရာတို့သည်လည်းထင်ရှားလိမ့်မည်မောင်မိုက်ထိုင်တင်တို့အားငါပြောသောအရာများကိုတင်တို့သည်အလင်း၌ကြားပြောကြလောတင်တို့နာပါ၌ပြော၍ကြားသောအရာများကိုအိမ်မိုးပေါ်မှဟစ်ချော်ကြလောဟုမိန့်တော်မူ၏တနေ့ကကိုခန္ဓာကိုယ်သာတက်၍စိတ်ဝိညာဉ်ကိုမတက်နိုင်သောသူတို့ကိုမကြောက်ကြနှင့် ကိုခန္ဓာနှင့်စိတ်ဝိညာဉ်ကိုငရေ၌ဖြစ်စည်းနိုင်သောသူကိုတာ၍ကြောက်ကြလော။စာငက်နှုတ်ကောင်ကိုအတရိတပြားအဘိုးနှင့်ဝယ်ရသည်မဟုတ်လား။တင်းတို့အဘအခွင့်မရှိလင်ထိုစာငက်တကောင်မြမြေတို့မကြရ။တင်းတို့စပင်သည်လည်းအကုန်အစင်ရေတွေ့လျက်ရှိလိမ့်၏။ထို့ကြောင့်မကြောက်ကြနှင့်တင်းတို့သည်စာငက်အများတို့ထက်တာ၏မြတ်ကြ၏။ အချင်းသူသည်လူတို့ရှေ့မှငါကိုဝန်ခံအပ်ကောင်းကင်ဘုံ၌ရှိသောငါ၏ခမည်းတော်ရှေ့မှထူးထူးကိုငါဝန်ခံသည်အချင်းသူသည်လူတို့ရှေ့မှငါကိုညင်းပြန်အပ်ကောင်းကင်ဘုံ၌ရှိသောငါ၏ခမည်းတော်ရှေ့မှထူးထူးကိုငါညင်းပြန်မီမိဘတို့ငိမ့်သက်ခြင်းကိုဆေလွတ်အံတော်ငါငါလာသည်ဟုမထင်ကြနှင့်ငိမ့်သက်ခြင်းကိုဆေလွတ်အံတော်ငါလာသည်မဟုတ်သားကိုဆေလွတ်အံတော် ငါလာတဲ့ဒီတရားနှစ်ပါးတော့တည်တဲ့တော့နူပိငင်ကမင်းတို့နားလာတဲ့ဒီကိုအိမ်သူအိမ်သားတို့ဒီလေကိုရန်သူဖြစ်ကြလိမ့်မည်အကျဉ်သူဒီငါ့ကိုချစ်သည်ထက်မိဘကိုတား၍ချစ်သည်ထိုသူဒီငါနှစ်မထိုက်မတန်းအကျဉ်သူဒီငါ့ကိုချစ်သည်ထက်သားသမီးကိုတား၍ချစ်၏ထိုသူဒီငါနှစ်မထိုက်မတန်းအကျဉ်သူဒီမိမိလက်ဝါးကတိုင်ကိုထမ်း၍ ငါနောက်သို့မလိုက်ထိုသူသည်ငါနှစ်မထိုက်မတန်မိမိအသက်ကိုတွေ့တော်သူသည် အသက်ရှုံးလိမ့်မည်ငါကြောင့်မိမိအသက်ရှုံးတော်သူမူကားအသက်ကိုတွေ့လိမ့်မည်တင်တို့ကို လက်ခံတော်သူသည်ငါကိုလက်ခံ၏ငါကိုလက်ခံတော်သူသည်ငါကိုစေလွတ်တော်မူတော်သူကိုလက်ခံ၏ပယောဖဲ့ဤညနာကိုထောက်၍ပယောဖဲ့ကိုလက်ခံတော်သူသည် ပယိုးဖဲ့ဤအကျိုးကိုခံရလက်သက်ဖြောင်းမဲ့တော်သူဤမျက်နာကိုထောက်၍ဖြောင်းမဲ့တော်သူကို လက်ခံတော်သူသည် ဖြောင်းမဲ့တော်သူဤအကျိုးကို ခံရလက်သက်အကျဉ်သူသည် တပိတော်ဤမျက်နာကိုထောက်၍ဤတငယ်တစုံတယောက်အားရေတခွက်ကိုမျှပေး ထိုသူသည်အကျိုးကိုမရပေမနေရငါအမှန်ဆူ၏ဟုမှတ်ထားတော်မူ၏